ကြောက်အကြောင်းလေးတွေနည်းနည်းပြောပြမယ်နော်သမီးလေးလည်းမှတ်မိအောင်ကြားလားဟုတ်ဒါဒါဒါလေးတွေကျတော့ခွန်ချမ်းခွန်ချမ်းဟိုပါပေါ့နှစ်ထပ်ခွန်လို့ခေါ်တယ်ဒါဝေဆိုင်ဝေဆိုင်ကဘာလဲအပြည့်တဟာလေးတွေဒါလေးတွေကအောက်မှာတစ်ထပ်ပါတယ်အပေါ်မှာတစ်ထပ်သူကအောက်ကဟောင်းဒီလိုပြတ်တင်နဲ့ဂျွမ်းဂျွမ်းဂျွမ်းနဲ့အဲ့လိုတိုက်မှာအောက်ကတစ်ထပ်ကပေါ်တာနော်မှတ်ထားနော်ဒါနှစ်ထပ်ခွန်ဒါလေးကရေခွန်လို့ခေါ် ါလေးကရေကုန်လို့ခေါ်တယ်။ဟိုကဟိုကရေကုန်လို့ရဲ့သဘောတဘာဝဒီလိုကင်ကြီးလိုက်ရင်ချောချောလေးနေတယ်။ကြောက်ကလေးကအထဲတည်းဟာကိုအကုန်လုံးမြင်ရတယ်။ဟာရေကုန်လေးနော်။မှတ်ထားနော်။ဟုတ်။ဒီလိုပန်းလေးအောင်ပါလို့ရေကုန်ရေကုန်ပန်းဆွဲလေးပေါ့ဒီရေကုန်လေးကိုတကယ်လို့ဖြတ်ပြီဆိုရင်လည်းအထဲထဲမှာလန့်သားဖြစ်တဲ့ငါတို့နော်ဟုတ် ဲဒါလေးတွေကျတော့ဟိုပါပေါ့ခြွံလို့ခေါ်တယ်ဒီတိုင်းကြည့်ရင်သူကဟိုပါပေါ့ရှူတလိုလိုနဲ့တွေးလိုက်လို့ရှိရင်ခြွံကလာလေးနဲ့ထွက်လာတတ်တယ်အပွင့်လိုက်တဲ့လူတွေကဒီလိုလေးဒီလိုလေးဖြတ်ဒီဘက်ဘေးကဟာလေးဖြတ်အဲ့အလေကောင်လေးတွေကဟာလေးကိုဟိုအနှစ်သားကိုယူပြီးတော့မှတွေးတာတကယ်လို့ဟိုနေ့ တွေးလို့လှသွားပြီဆိုရင်လည်းတော်တော်ပတ်စံရတယ်ဒါလေးအမှတ်ထားနော်ဒါကြတော့ဒီလိုခွန်အခွန်ကအပေါ်မှာတိတော့ခွန်ပုံစံမျိုးဖြစ်နေအဲ့အခွန်ကိုသူကခွန်ချွတ်လိုက်ချွတ်လိုက်လို့ရှင်ဒီလိုဝါဝါလေးတွေထွက်လာကြောက်ဝါတိတော့ခွန်တွေပါလို့ဆိုရင်တော်တော်ကောင်းနေပါတော့အဲ့ဒါလေးကဒါမျိုးလေးတွေထွက်လာတတ်တယ် တောက်စီတောက်တာတော့တိတ်အရှိမဟုတ်ဘူးเนาะအဲရှိကဟာလေးတွေအရင်ပြောပြနေတာဒါဒါအတန်အန်လို့ခေါ်တယ်တင်မင်းတင်မင်းဆိုတော့ဒီမေကအဖះရီလျှောက်ခုညီမတဲ့ရင်လည်းလျှောက်ပြောနေတာအချောင်းလို့မတက်လာဖြစ်တာနောက်တေချာကြည့်ဒီလိုအပေါက်တွေဒီလိုအပေါက်တွေပါလို့ရှိရင်ဒါအတန်အန်လို့ခေါ်တယ်မာ तू อ่ะ ကြောက်တာစမ်းတာမဟုတ်ဘူးကြောက်တာအတန်အန်လို့ခေါ်တယ်မှတ်ထားမှတ်ထားနော်သမီးဟုတ်အတန်အန်လို့ခေါ်တယ်ဒီမှာဒါခြစားဖောက်လို့လည်းခေါ်တယ်ခြစားပန်းမန်းလို့လည်းခေါ်တယ်ဒါပေမဲ့အတန်အန်ပါတဲ့ကြောက်ပြီးအသားပြက်သူကဒီလိုခြစားပေါက်လေးတွေလို့ဟိုကပွဲစိတ်ကြိုက်တဲ့အဟာမျိုးလေးလို့ပွဲစိတ်ချီရလို့လည်းခေါ်တယ်အဲမျိုးလေးတွေပါမှကြောက်ကမန်းလို့ခေါ်တာပေါ့ ဒါလည်းမျက်ထပ်ခုံမှုအခွန်ကဒီလိုအခွန်တွေကအတွင်းထဲကဟာဘာမှမမြင်အောင်ဂျမ်းခေါင်းရတာပေါ့ဒါဒီတိုင်းရောက်မှဆိုရင်ငါတောင်းတုံးတောင်းပြင်မပူဘူးဟဲ့လားလောက်လိုက်လို့ဖြစ်ပြီဆိုရင်နှစ်သိန်းသုံးသိန်းနေရတဲ့ကြောက်လောကမှာတော့ဆရာဆရာဆရာကြီးအများကြီးပါအမေအမေကအားလုံးတက်စီရှင် ူများဖြန်ကြတာမခံစီချင်းသူများတွေကြောတော့တာမခံစီချင်းကိုယ်လူလေကြသွားတာမခံစီချင်းအမေလိုလူတော်မှကရုံးပေါ်ထိတ်ွက်ခံရနေတာဟိုတနောတော့ကမတယောက်ရောင်းပေးတာမင်းသူက30ကျန်သွားတယ်ဒါပေမဲ့အမေကရောင်းပေးလိုက်တာအမေလည်းရှုံးတယ်ဒါပေမဲ့ရှုံးတဲ့ဟာကိုထူပါဦးဆိုပြီးတော့မှရောင်းပေးလိုက်တယ်သူက30ဖြတ်ခုန်သွားတယ်ကရုံးပေါ်ကတော့ထိတ်ွက်တယ်ဒီလိုကရုံးပေါ်ထိတ်ွက်တဲ့လူရှိသေးတယ်အခုကိုကိုဆရာကြီးတို့ဘူးမှမအောင်မင်းနဲ့ ကိုရဲ့ဇီးကိုအလုံးကျွန်းရောင်ဆွဲကိုရောင်းနိုင်နေဆိုတဲ့ဇီးကိုရောက်ပြီဆိုရင်ရောင်းအဲ့လိုမျိုးရောင်းမှရမယ်လောက်တဲ့ကိုင်နဲ့ကလေးတွေနဲ့ဒီနေ့ဆိုလဲတနာရပါလေအစအိတ်ကလေးထဲမှာကျွတ်ကျွတ်ကလေးနဲ့ထုတ်လာခဲ့တာကြောက်ကခုနသားလောက်ရှစ်သားလောက်တော့လွယ်လွယ်ရောင်းမရပါလေသူကအပွင့်တွေးတဲ့ကလေးဖြစ်နေတာတော်ရရတဲ့တာ စား3000လောက်ပဲတက်နိုင်ရမ်းဘာဘလို့ရောင်းမဲ့ဟဲ့3000ဆိုတော့သူ့ကိုကြည့်ရတယ်ပစံလေးတွေတကယ်ကိုတားလို့လည်းအဆင်မပြေဘူးတဲ့တကယ်မှန်းထားတဲ့ဈေးတွေကိုမရောက်ဘူးတဲ့အရှုံးနဲ့ပဲရောင်းပေးနေရတာအခုတော့ဒါလေးနည်းနည်းလေးဟွာဖြစ်လို့ဒီပစံလေးပါလာတာတဲ့ဟဲ့ယူသွားတယ်ပစံလေးတွေကင်ကြည့်ပြီးတော့ရင်ထဲတော့နည်းနည်းတော့စွတ်တွတ်တော့ရှိရတော့ဒီလားသူတို့ကြည့်ပြီးတော့မှတခါကလေးကြော့လေတနာတာလေအဲဒါတနာတော့ ရောင်းပေးမိတာပေါ့ဟမ်ဟုတ်တယ်ခဏလုံးလို့ကိုဘာဘာမကြံတော့ဟိုဘက်ငယ်ဒီဘက်ငယ်လေဘာသိချင်သေးတာတော့နောက်မှနောက်မှဟုတ်ပြီဒါဆိုတက်တာဒါ